အားလုံးပဲမင်္ဂလာပါဒီနေ့ရဲ့ memory podcast လေးကညီပြီးတော့အားလုံးကိုကြိုဆိုပါတယ်ဆရာဒီနေ့ပြပြပေးသွားမှာကတော့ဒါ value of work ပေါ့အလုပ်ရဲ့တန်ဖိုးပါပဲဒီပြန်လေးသုံးမိကြည့်ပေးဖို့တောင်းဆိုပါရယ်နော်ကျတော့ဒီအလောရဲ့တန်ဖိုးကို အရှိရမပြောခင်မှာ အရင်ဆုံးအနေနဲ့ equation လေးတစ်ခုနဲ့မိတ်ဆက်ပြီးချင်ပါတယ်အဲ့ဒါကတော့ uh, nature plus labor power equal to value ပေါ့။ဆိုတော့တဘာဝကလောအားနဲ့ပေါင်းလိုက်တဲ့အခါမှာအာတန်ဖိုးတစ်ခုဖြစ်လာရဲဆိုတာလေးပေါ့ကျွန်တော်ခါစားတော့ဒီအရာလေးကိုမှန်မှန်မှန်ကိုလည်းဒါဥပမာလေးပေးပြီးတော့အားလုံးကိုပြောပြပေးချင်ပါတယ်ကျွန်တော်ခါစားတော့အတိတ်အဆုံးတစ်ခုဖြစ်တဲ့ကျွန်တော်လေးပေါ့ကျွန်တော်ကအသက်ရှင်နေပါတယ်ဆိုတော့အသက်ရှင်နေလို့ပဲဒါအသက်ရှင်နေကြတာပေါ့ကျွန်တော်ကဘာလို့ရှူရလဲဆိုရင်လေကိုရှူရပါ အဲ့တော့လေးကိုရှင်တို့လေဘူးပေးရလားလို့မေးရင်မပေးရပါဘူးတကယ်လို့လေကိုသာပတ်စံပေးပြီးရှင်နေရရဆိုရင်တော့อืมစဉ်းစားကြရပါပဲအဲ့တော့လေကိုအလကားရလို့တော်သေးရဲ့လို့ပဲပြောရမှာပေါ့ဒါပေမဲ့ဒီကားပြင်ဆိုင်ကြီးကိုတွားပြီးရောလေဖြည့်ရဲ့အခါမျိုးမှာဆိုလို့ရှိရင်တော့ဒါသူ့ကိုတွားပြီးရောခင်ဗျားဗျာအလကားရထားတဲ့လေကိုပတ်စံယူမနေပါနဲ့လို့ပြောရင်သိကြပါရဲ့အယူဆိုပြီးရောပိုင်းရိုက်လက်နိုင်ပါရဲ့ အဲ့ရောကျွန်တော်နောက်တစ်ဆင့်အနေနဲ့ထိုက်ကြည့်မယ်ဆိုရင်ကျတဘာဝကိုအလကားရခဲ့ဆိုတော့သူ့ကိုကျမတို့ကဖြုတ်လိုက်မယ်ပေါ့အဲကျမရဲ့ equation လေးက load အားကတန်ဖိုးနဲ့ညီရဲဆိုပြီးတော့ဖြစ်လာပါတယ်အဲရောခါကျတော့ load အားညီမြချင်းတန်ဖိုးပေါ့အာဆိုရောခါကျတော့လေးဆိုတာအလကားရတဲ့ပစ္စည်းဆိုတော့ဒါကားဘင်းလီဖြည့်ရဲ့ဆိုင်မှာအလကားလီဖြည့်လို့မရနိုင်ဘူးဆိုတော့ကျမတို့ဒါအရှိမပြောပြီးသားပြီဆိုတော့ဒါအနည်းဆုံးတော့ကားဘင်းလီဖြည့်ရဈေးသက်တာပါတည်းရယ် အဲဆိုတော့နည်းနည်းတစင့်တက်ကြည့်မယ်ဆိုရင်ကျွန်တော်ဂီတလောကပါပေါ့ဆိုတော့တိတ်ကောမတော်ရတာနည်းမောက်တဲ့သူတရအဲသူ့ကိုဆိုရင်ကျွန်တော်တို့ကဒါခမရလေမောက်နေရပဲအလကားရတဲ့လေကိုဘာဖြစ်တယ်ညာဖြစ်တယ်ဆိုတော့ပြောရင်အဲအဲ့နေစရာဘာမှမပြောဘဲနဲ့တော့ဒီဘေးလိုကနေကျွန်တော်တို့ဝင်ရိုက်လာနိုင်မှာဟာဒီကောင်ပါးကြီးအားချောင်းနေရလဲဆိုပြီးတော့ကျောကကြတော့ဒီကားဘင်းအတွက်လောင်ထားတဲ့လီနဲ့နှဲမုတ်တဲ့လီကလည်းမတူပြန်ပါဘူး။ဆိုတော့ဒီညမှာကျွန်တော်ဘာကို highlight ပြောချင်တာလဲဆိုတော့ လောက်အားများများဝင်လာလေလေတန်ဖိုးမြင့်လာလေလေပါပဲဆိုတော့ခါကြတော့ဒါကိုကြည့်ခြင်းအဖြစ်ဒါလောက်အားကတန်ဖိုးဆိုရဲအချက်ကိုပို့ပြီးတော့ထင်ရှားစီလာပြန်ပါတယ်အဲ့တော့ကျမတို့ဒီမှာစဉ်းစားဖို့လိုပြီပေါ့ဆိုတော့ labor power equal to value ဆိုရင်ကျမတို့စဉ်းစားရမှာပါလဲဆိုတော့ what is value တန်ဖိုးဆိုတာကဘာလဲပေါ့အဲ့ရောခါကြတော့ဒီကျမတို့တွေကတန်ဖိုးမရှိတဲ့ပစ္စည်းကိုဘာလို့တက်ရလဲဆိုတော့သင်ပြလိုက်ကြပါတယ် ဆိုတော့ဘလို့ပစ္စည်းကိုလွန်ပြစ်လဲဆိုရင်ကိုယ်အတွက်အတော့မဝင်ရတဲ့ပစ္စည်းကိုယ်အတွက်တန်ဖိုးမရှိရတဲ့ပစ္စည်းမျိုးဆိုရင်လွန်ပြစ်ပါတယ်အတော့ဝင်မဲ့ထင်တဲ့ပစ္စည်းတွေကိုဆိုရင်တော့ဒါဘာပဲဖြစ်ဖြစ်အာတင်ထားရမျိုးတွေ့ရပါတယ်အရှင်းဆုံးပြောရရင်ဒါကျမရဲ့အခွားရောအမေရောဆိုရင်ဒီကြွကြွအေးလေးတွေအစားပေါ့နော်သူတို့ဒီ like စုတက်ကြရတယ်လို့ကျိုးခွေလေးတွေကြွကြွလေးတွေအစားဘာဖြစ်လို့လဲဆိုရင်အဲ့လိုလိုလာနိုင်နေဆိုရဲအကြောင်းပြချက်နေသူတို့ like စုတက်ကြရတယ်ပေါ့နော် နောက်ပိုင်းတော်တော်လေးအမြင်ရှုပ်လာတော့လေဒါအမိုက်ပုံးလေးရောက်သွားတာပါပဲဆက်ဒီနေရာမှာပြောချင်တာကဘာလဲဆိုတော့တံပိုးဆိုတာကအသုံးဝင်ခြင်းတစ်ခုဆိုတာပါပဲဆိုတော့အလိုမျိုးအသုံးဝင်လားမဝင်လားဆိုတာကိုဘယ်သူကဆုံးဖြတ်လဲဆိုရင်သိကြပါတယ်သုံးနေသူကဆုံးဖြတ်ပါတယ်ဆိုတော့ဆုံးဖြတ်တဲ့အခါမှာလေဒီတိုင်းဆုံးဖြတ်လိုက်တာတော့မဟုတ်ပါဘူးအချင်းအခါနေရာကိုလိုက်ပြီးတော့အသုံးဝင်နဲ့မဝင်ဘူးဆိုတာကိုဆုံးဖြတ်ကြရပါပဲဆိုတော့ဒီနေရာမှာတခုပြောချင်တာက there is no dirt ပါပဲ only something in the wrong place ပါအမိုက်ရာကသူဟာနေသူအမိုက်တစ်ခုအညစ်အကြေးတစ်ခုဖြစ်လာတာမဟုတ်ပါဘူးဒီနေရာမှားနေတဲ့ပစ္စည်းတစ်ခုကသာလေအမိုက်ဖြစ်လာတာပါပဲအဲအဲ့တော့ကျွန်တော်ခုစဉ်းစားကြည့်မယ်ပေါ့ဆိုတော့ mainly ရဲ့ point of view ကနေကြည့်မယ်ဆိုရင်အာကျွန်တော် make up ဒီလိန်နဲ့ဒီတနခါးကြီးလိန်နဲ့ပေါ့အဲ့ဒီအခါမှာအာကျွန်တော်တို့လိန်နဲ့ပစ္စည်းတစ်ခုကအဝတ်အစားတစ်ခုပေါ်ကျသွားတယ်ဒါမှမဟုတ်ရင်အာခုံပေါ်တစ်ခုခုပေါ့နော်ကျသွားတယ်ဆိုရင် ကျွန်တော်ဘာလုပ်လဲဖယ်ပြလိုက်တယ်။ဘာဖြစ်လို့လဲ။ဒါကကျွန်တော်တို့နေရာမှားသွားပြီ။အဲ့တော့သူကအညစ်အကြေးတစ်ခုဖြစ်သွားခဲ့ပြီလေ။နောက်ထပ်ဥမာပေးချင်တာကတော့ကျွန်တော်နွားချိပါပဲ။ဆိုတော့တောင်းရင်လိုင်းနဲ့မတော်တဆကျွန်တော်ဒါပေသွားရဲဆိုလို့ရှိရင်ဟာဒါအညစ်အကြေးပါပဲဆိုပြီးကျွန်တော်ရေးစည်းပြလိုက်တာပါပဲ။ဒါပေမဲ့ဒီမျောစာအဖြစ်ကျွန်တော်သုံးချင်ပြန်တော့လေဒါကိုတကူတကောက်ကိုရှာပြီးရောဝေချရတာပါပဲ အာဆိုတော့ဒါအပြင်အခြားဆက်ပြီးတော့စဉ်းစားလိုက်ရင် အများကြီးရှိပါသေးတယ်။ဆိုတော့ပြောချင်တာကဘာလဲဆိုတော့အဲပစ္စည်းတစ်ခုကကိုယ့်အတွက်ဒါတန်ဖိုးရှိရဲအတုံးဝင်နေရဲဆိုရင်ဒါသူနေရာမှန်ပါပဲ။ဆိုတော့ဒီအရာကကိုယ့်အတွက်အမိုက်ဖြစ်လာပြီဆိုရင်တော့သိကြပါရဲ့ဒါနေရာမှားနေလို့ပါပဲ။ဆိုတော့ဒါရှိစရာတွေပြောခဲ့တာကိုပြန်ပြီးတော့ပြောရမယ်ဆိုလို့ရှိရင်တန်ဖိုးမှလည်းတန်ဖိုး၃မျိုးရှိပါတယ်။အဲ့ဒါကဘာတွေလဲဆိုတော့ဒီကိုယ့်အတွက်မရှိမဖြစ်အတုံးဝင်နေလို့ကို ဒါတို့မှာတန်ဖိုးရှိနေမှာပေါ့ဥပမာဆိုရင်စားစရာဒါတောက်စရာပေါ့အာနောက်ထပ်တစ်မျိုးအားစားတော့ပတ်စံငွေကြေးဆိုတော့တို့ရဲ့ပင်ကိုတန်ဖိုးတင်တို့ကမရှိပါဘူးဘာမှမရှိပါဘူးဒါပေမဲ့လေဒါသူတို့ကိုဖလေလိုက်ရင်အခြားတန်ဖိုးရှိတဲ့အတုံးဝင်တဲ့ပစ္စည်းတွေအများကြီးရလာနိုင်ပါတယ်။အဲ့အတွက်ကြောင့်လေဒါကျမတို့တွေကတူတူကိုကိုပုတ်ဆိုင်နေကိုမရရအောင်ရှာနေတာပါပဲ။အာနောက်ထပ်တစ်မျိုးကတော့ပါလဲဆိုတော့ ညနှိုးမှုတံပိုးလို့ဆိုကြပါတယ်။အာဒီပေါ့နော်။သူတို့မှာအခြားမတုံးလို့ရတယ်။တုံးလို့လေဒါဖြစ်ဖြစ်မြောက်မြောက်ဖြစ်တာမျိုးတိတ်မရှိဘူးပေါ့။ဒါပေမဲ့လည်းဒါကိုကသဘောကျလို့စိုက်ညက်တတ်တဲ့အတွက်ကြောင့်မလို့လေဒါသူ့ကိုဒီတံမိုးတစ်ခုအနေနဲ့သတ်မှတ်လို့ရတယ်ဆိုပြီးတော့ဒါပြောခဲ့ကြရတယ်ပေါ့အစသဖြင့်တံမိုး၃မျိုးရှိပါတယ်ဆိုတော့ဒီကျမတို့ကပစ္စည်းတွေအကြောင်းကိုဒါပြောရတယ်ပေါ့နော်ပစ္စည်းတွေကိုတံမိုးဖြတ်တယ်ဘယ်အရာကတော့ ဘလို့ပစ္စည်းဆိုရင်တန်မိုးတက်လာရဲဘာလို့တက်လာရလဲစသဖြင့်ပစ္စည်းတွေကိုတန်မိုးဖြတ်တယ်ပေါ့ဆိုတော့ပစ္စည်းတွေရဲ့တန်မိုးကိုဒါလူတွေကပဲပေးရပါပဲအဲ့တော့ဒီပစ္စည်းတွေကိုတန်မိုးဖြတ်တဲ့လူတွေကိုကဘယ်သူတွေကတန်မိုးဖြတ်လဲလူတွေကပဲဖြတ်တာပါပဲကျမတို့ပတ်ဝန်းကျင်မှာအတုံးကြရဲကောင်းအလကားကောင်းနေရစကုံမီလေးပါကောင်းညာကောင်းဆိုရဲစကားမျိုးတွေကျမတို့ခဏခဏကြားပူးကြမှာပါပဲဒါပြင်ကျမတို့ကိုယ်တိုင်ကလည်းစကားတွေပြောခဲ့ဘူးမှာပါပဲ ဆိုတော့တေချာစဉ်းစားကြည့်မယ်ဆိုရင်ဒါကလေဆိုတော့တံမိုးဖြတ်လိုက်တာပါပဲဆိုတော့လူအချင်းချင်းကလေဒါအတုံးဝင်မှုအတုံးမဝင်မှုပေါ့မမူတည်ပြီးတော့တံမိုးဖြတ်တယ်ဆိုတာထင်ရှားနေပြန်ပါတယ်ဆိုတော့ဒီညမှာစဉ်းစားရမှာကလူတွေကဘလို့ရှူတောင်းကနေပြီးတော့သူတို့တံမိုးဖြတ်တာလေဘလို့ကြည့်ပြီးတော့ဒီလူကတံမိုးရှိတယ်မရှိဘူးဆိုတာကိုပြောကြရလေဆိုရင်ရှင်းရှင်းပဲပြောပါမယ်ကိုရှူတော့အနေနဲ့ကိုစမ်းပြီးတော့တံမိုးဖြတ်တာပါပဲဘာဖြစ်လို့လဲဆိုတော့တစ်ဖက်သူ အတွက်ကြည်လိုက်လို့ဒီလူတယောက်ကတံပိုးမရှိဘူးဆိုပေမဲ့လေဒါတုံ့ရဲ့ရင်းနှီးရဲ့ဆက်ဆံရေးတစ်ခုမှရှိနေတဲ့သူတယောက်အတွက်ကတော့ဒီဟိုကတံပိုးရှိကောင်းရှိနိုင်ပါတယ်ဆိုတော့ပြောချင်တာကတော့လူတိုင်းကကိုရှိရအနေပဲကိုလှမ်းပြီးတော့တံပိုးဖြန့်နေကြတာပါပဲဆိုတော့ကျမတို့ဒီအခြေခံတကြလေးပြန်တွေးကြည့်မယ်ဆိုလို့ရှိရင်မိဘတွေကပေါ့နော်ကျမမိဘတွေကငယ်လက်ခိုင်းတာပါပဲဆိုတော့ကလေးငယ်ငယ်လေးကိုခိုင်းလိုက်လို့ ကလေးကလုတ်ပြီးလိုက်တယ်ဆိုရင်ဟာတော်လိုက်တာကြည့်ပါဦးလိမ်မာလိုက်တာဆက်သမီးပြောရဲပေါ့ဒါကလေတန်မိုးဖြစ်တာပါပဲဒါပေမဲ့ဒါတန်မိုးရှိရဲဆိုပြီးတော့ဂုံဖော်တာပေါ့ဘာဖြစ်လို့လုတ်တာဘာဖြစ်လို့လဲဆိုတော့သူခိုင်းတာကိုလုတ်ပြီးလိုက်လို့ဘာတနည်းအားဖြင့်အတုံးဝင်လို့ပေါ့ဆိုတော့နောက်ပိုင်းညီမဒီကြီးလာလို့ဒီမိဘကိုလုတ်ကျွေးရဲသားသမီးကြီးဆိုရင်ဒါတံမိုးရှိရဲ့သားသမီးပါဆိုပြီးတော့ဒါပဝင်းကျင်ရောဒါမိဘကိုရိုင်းရောပြောကြရဲပေါ့အဲအဲ့လိုပဲဒါတစ်ဖက်မှာလည်း ။အာညလို့သူမွေးရတဲ့အတော့ငါကဘာဖြစ်တယ်ညာဖြစ်တယ်နင့်ကိုမွေးမွေးမလာတင်ဘူးဆိုရဲစကားမျိုးကြီးလေ။ကြားရမှာပါပဲ။အေးအလို့ပဲဒီချစ်သူတွေတမီးစားရီမှာဆိုရင်လေမောင်ကအာကျမအတွက်တော့မိဘဆိုလဲဟုတ်တယ်အကိုဆိုလဲဟုတ်တယ်အာမောင်ကိုမောင်ကိုတွေ့ရတဲ့အတွက်ကြောင့်မလို့ဒါမောင်ကိုရလိုက်တဲ့အတွက်ကြောင့်မလို့အရင်ဝမ်းတာရပဲဆိုရယ်လေကြားဘူးမှာပါပဲဒါကြီးကလည်းအတော့ဝင်ချောင်း ဖော်ပြနေရပါပဲ အဲ့လိုပါပဲဒါတစ်ဖက်မှာလည်းဆန့်ကျင်ဘက်ပေါ့နော်မြင့်လိုလိုမျိုးတွေ့ရတဲ့အတွက်ကြောင့်မလို့ငါဒါဘယ်ဘဝဝကြီးကိုလာဆက်နေရမှမသိဘူးဘာကြောင့်ညောငါကြိုက်ခဲ့မိမှမသိပါဘူးဘဖြစ်တယ်ညာဖြစ်တယ်ဆိုတော့လဲကြားရမှာပါပဲဆိုတော့ဒါကလည်းဒါအင်ဂျွန်မိသားစုအတွက်ဒါအတော့မကြဘူးဆိုပြီးတော့တံမိုးဖျက်လိုက်တာပါပဲဆိုတော့ပတ်ဝန်းကျင်မှာဒါမျိုးတွေအများကြီး ရှိပါတယ်ဆိုတော့မိသားစုကတံမိုးဖျက်တာအပေါင်းအသင်းကတံမိုးဖျက်တာအာစသဖြင့်ပေါ့နော်အများကြီးအများကြီးရှိပါတယ် ကျမတို့ကလူတရားကြွတံမှုရှိနေရဲဆိုတာကသူ့အတွက်အသုံးဝင်နေလို့ပါတနည်းအားဖြင့်အာကျမတို့နေရာမှန်နေရဲလို့လည်းပြောလို့ရပါတယ်အဲအဲ့လိုမဟုတ်ဘူးကျမတို့ကလူတရားအတွက်အဆုတ်ထုတ်ဖြစ်လာပြီးအညီချေတစ်ခုလိုဖြစ်လာပြီးဆိုရင်တော့အာဒီလိုအတွက်ကျမတို့အသုံးမဝင်တော့ဘူးလို့ကျမတို့နေရာမှားနေပြီဆိုတာကိုလည်းသိဖို့လိုပါတယ်အဲ့အခါမှာဆိုရင်တော့ကိုယ့်ရဲ့တံမှုကိုမြင့်တင်ပြီးတော့ကိုယ့်ရဲ့နေရာမှမှာပဲရှင်းတယ်မလို့ဒီနေရာနေပြီးတော့လည်းစကားလက်ဆောင်လေးထည့်ပြီးတော့ပြောချင်ပါတယ်အဲဆိုတော့ဆက်ကြမယ်ပေါ့အဲ့တော့ဒီလူရဲ့တံမှုကို လိုက်ပြီးတော့အကဲဖြတ်နေရဆိုတော့ကျမတို့ကိုယ်တိုင်ကရောဆိုတော့ကိုယ့်ရဲ့တံပိုးကိုလည်းကိုစစ်ကြည့်ဖို့လိုပါရဲ့အဲ့တော့ကျန်နာယူထားပါကိုမိသားစုအတွက်ပဲကိုစစ်ကြည့်ပါမယ်ဆိုတော့ကျမတို့ကကိုမိသားစုအတွက်ဘလောက်အသုံးဝင်နေပြီလဲမိသားစုအတွက်ဘလောက်တံပိုးရှိနေပြီလဲကျမတို့ကြောင့်ဒီမိသားစုကအထောက်ပံ့တစ်ခုနေနေဖြစ်လာသလားဒါမှမဟုတ်ကျမတို့ကြောင့်ကျမမိသားစုကြီးကဝင်ထုတ်ဝင်ဖို့တစ်ခုလိုဖြစ်နေလားဆိုတော့ကိုကျမတို့မညာမတဝေဖန်ကြည့်ဖို့လိုပါရဲ့ ကျွန်တော်ကကြောကျွန်တော်တို့ကမိသားစုဝင်ကောင်းတယောက်ဖြစ်ရလားဆိုတော့ကိုဘာသာကိုပွပွလင်းလင်းဖြေကြည့်ပါပြီးတော့ဒီအဖြေကိုလည်းကိုကုကိုပွပွလင်းလင်းဒါဖြေဖို့လိုပါတယ်အဲ့လိုမဖြေဘူးဆိုရင်ကျွန်တော်တို့ကကျွန်တော်တို့ကတန်ဖိုးရှိရစီရင်နေအောင်ဝင်မမလားဆိုတာကတော့စဉ်းစားစရာပဲပေါ့နော်အာဆိုတော့နောက်ထပ်တစ်ခုပြောချင်တာကတော့ဒီကိုကုကိုဘလောက်အထိအတုံးဝင်အောင်ရည်မှန်းထားလဲဘလောက်အထိတန်ဖိုးရှိအောင်ရည်မှန်းထားလဲဆိုတာပါပဲဆိုတော့တာမန်ချင်းကြည့်မယ်ဆိုရင်ဒါကြီးကပေါ့တေးသေးလို့ထင်ရပေမဲ့ အာဒါတွေကအလေးအနက်ကိုမှစဉ်းစားတင်ရလို့ကျွမ်းကျင်ပါရဲ့ဘယ်ဆိုတော့ဒါဆစွာပြောခဲ့တာယူပြန်ပြီးတော့ကြည့်မယ်ပေါ့တဘာဝရေလောအားရေပေါင်းလိုက်တဲ့အခါမှာကျွန်တော်တန်ဖိုးတစ်ခုဖြစ်လာရဲ့ပေါ့အဲ့ဒီနောက်မှာတဘာဝကိုအလကားရအောင်လို့ဖောက်ဖြတ်လိုက်တဲ့အခါမှာလောအားကတန်ဖိုးနဲ့ညီလာရဲ့ဆိုတော့လူတွေမှာဒီလူတွေကိုတန်ဖိုးတက်စီရာကဘာဖြစ်မလဲပေါ့လူတွေကိုတန်ဖိုးတက်စီရာကလည်းလောအားပါပဲဆိုတော့ ဒီတဘာဝပစ္စည်းတွေကလည်းဒါလူတွေရဲ့လောက်အားကြောင့်တန်ဖိုးရလာတာပါပဲတန်ဖိုးတစ်ခုရှိလာတာပဲဆိုတော့လူတွေကိုတန်ဖိုးရှိလာအောင်ဘာတွေကလုပ်ပြရလဲဆိုရင်လူကပဲလုပ်တာပါပဲဆိုတော့ပဝင်းရှင်ကလူတွေကလုပ်ပြတယ်ကိုကိုရိုင်းကလုပ်ယူတယ်ဒါမဲ့လည်းတခြားစင်းမြင့်လိုက်ကြည့်မယ်ဆိုရင်တော့ကိုကိုရိုင်းကလုပ်ယူရတာပါပဲလောက်အားဆိုရင်နေရာမှာညံအားဆိုတာကလည်းမပါမဖြစ်လို့နေပါသေးတယ်နောက်ထပ်တစ်ခုကတော့ဒီတင်ညာလောက်အားပေါ့ ကျွန်တော်ပထမဆုံးအနေနဲ့ပညာပေါ့ပညာဆိုတာကကျွန်တော်ငငယ်ကလေးကအများသောအားဖြင့်ကြားနေပြီးသားပါပဲအဲ့တော့အရင်ကတော့မပြောချင်တော့ပါဘူးအဲတတော်နဲ့လိုရင်းပြောမယ်ဆိုရင်တော့အကြောင်းကိုသိရပါပဲကျွန်တော်ဒီအကျိုးတရားကိုတွေ့ရင်ဘာကြောင့်လဲဆိုရဲအကြောင်းကိုရှာပြီးတော့အကြောင်းကိုသိအောင်လုပ်တာဒါကပညာပါပဲကျတော့ဒီတခုခုပေါ့နော်ဖြစ်ရတဲ့ခုခုကိုအကြောင်းရုံရှာတတ်တဲ့ဒီအကြောင်းတရားကိုတွေးလိုက်ပြီးဆိုရင်သူ့ရဲ့အကျိုးတရားကိုဖြစ်ပေါ်လာအောင်လုပ်နိုင်တယ်မလို့ချင်တဲ့အကျိုးတရားကိုမဖြစ်လာအောင်ဒါတားဆီးလိုက်တယ်ဒါဟာပညာပါပဲ အဲ့တော့တစင်တက်လိုက်မယ်ဆိုရင်တော့ဒါပညာသင်ကြရတယ်ပေါ့ပညာသင်နေဆိုတာကဘာလဲဆိုတော့ဒီမိဟောတက်ရှင်တော့ကျွန်မကပညာသင်ရဲဆိုတာကဒါအာ sharing လုပ်တာပေါ့အတွေ့အကြုံတွေကို listen ကန်နေလို့ပဲပြောချင်ပါတယ်ကျွန်မတို့ကဒါပညာသင်ပြီးရဲကျွန်မတို့ကဒါပညာသင်ယူနေရဆိုတာကခြုံကြည့်လိုက်မယ်ဆိုရင်တော့ကျွန်မရဲ့အတွေ့အကြုံတွေကိုဒါ listen ကန်ပြီးတော့ယူနေရကြည့်ပါပဲဆိုတော့ဘာလို့ listen ကန်ပြီးနိုင်ရတာလဲဆိုတော့အစ်မရဲ့ဘာသာစကားကြီးရှင်းနေလို့ပါပဲ ဘာသာစကားရောက်မှာအပြောရင်မကောက်အရေးသားပါရှိရဲ့အတွက်ကြောင့်မလို့ဒါလက်ရှင်ကဲပြီးနေနိုင်တာပေါ့ဒါကလည်းဒါလူနဲ့တရိတ်ဆန်ကြားကဆန္ဒသွားစီနိုင်နေတာဗဒါနအချက်ကြီးတစ်ခုလို့လည်းပြောလို့ရပါတယ်ကျတော့ဘာပဲပြည့်လူတွေကပညာကိုသင်ယူနိုင်ရင်စီးပူးနိုင်တယ်ဒီနေ့အဖြစ်ပြောမယ်ဆိုရင်တခြားသူတွေရဲ့အတွေ့အကြုံကိုလည်းလက်ရှင်ကဲပြီးတော့ရယူလာနိုင်တယ်အဲတရိတ်ဆန်ညီမကြည့်မယ်ဆိုရင်တော့ဘာသာစကားမရှိရောအတွေ့အကြုံမျိုးလက်ရှင်မကဲနိုင်ဘူးအေရောခါကြတော့ဒါသူတို့ကိုယ်တိုင်ကနေပဲသင်ယူရရဲပေါ့ အဲ့တော့ခါကြတော့ထားပါတော့ဒီကျွန်တော်ပညာလောက်အားစရာကိုလည်းတည်ပြီးဆိုတော့ဒါကျွန်တော်တွေပညာသင်တယ်ပညာသိဖို့ပဲအဲတနည်းအားဖြင့်ဒါကြီးကဘာလဲဆိုတော့ကိုကိုကိုလောက်အားကြီးတွင်းနေရပါပဲဒီအစောပိုင်းကပြောခဲ့ equation ပေါ့တဘာဝမှာလောက်အားပေါင်းထည့်လိုက်တဲ့အခါမျိုးမှာ ကျွန်တော်တို့ကတန်ဖိုးဆိုတဲ့အရာလေးကိုရလာတယ်ကျွန်တော်လူဆိုရဲဒီတဘာဝအရင်တုန်းလေးတွေမှာလဲကျွန်တော်လောက်အားကြီးပေါင်းထည့်လိုက်တဲ့အခါမှာတန်ဖိုးရှိလာရပေါ့ ဆိုတော့ဒီတံပိုးကိုလည်းကိုကိုရိုင်းရပဲလုပ်ယူရတယ်။အခါလေးမှာပတ်ဝန်းကျင်ကလုပ်ပေးရမျိုးလည်းရှိပါတယ်။ဆိုပညာသင်ယူရဲဆိုတာကလည်းတကယ်တော့ဒါသူဟာနေသူပြန်မနေရပါပဲ။အဲကျွန်တော်ငယ်ဘဝကိုနည်းနည်းပြန်သွားကြည့်မယ်ပေါ့။ငယ်ကဆိုကြောက်ဖိတ်ကြည့်အများကြီးအကြီးကြီးနဲ့ဒါစောက်တွေအများကြီးထည့်နေပေါ့။ဒီကလေးကိုကြည့်လိုက်ရင်သူတို့က35ရက်မှာပဲ။ဆိုတော့ဒါကိုကြည့်လိုက်တာနဲ့ဘလောက်ပြန်မနေလဲဆိုတာမှန်းလို့ရပါတယ်။ဆိုတော့ကျွန်မကိုရိုင်း တုံးကဆိုလို့ရှိရင်ဒါကြောပွေချီအချီလွယ်ပြီးတောင်းတော့ကြရပဲပေါ့နော်ဆိုတော့တခါလေကျရင်စဉ်းစားမိပါငါအရင်မထွက်တာဒါကြောင့်များလားပေါ့အဲကြောင်တက်ရုံပဲလားဆိုတော့လည်းမကပါဘူးကိုကျူစင်ပြေးရကိုကျူစင်ပြေးရနဲ့ဒါဓာပြေပေါ့နော်မိဘကြီးကြားထဲမှာလည်းအပြိုင်ဆိုင်ဆိုတော့အများကြီးပါပဲဆိုတော့ကိုယ့်ရဲ့ငယ်ဘဝကိုတခြားပြန်ပြီးစဉ်းစားမယ်ဆိုရင်ကြောင်မသွားခြင်းပဲသွားတာကြီးမနဲ့ဆော့ဆော့မှာဒါသမီးစောင်းသွင်းနေပါဘူးအဲ့ကောင်ကြီးကအမေကကြောင်တော့ဖို့ညှိုးတာကြီးအဲအဲ့လိုကနေအင်စာမပြေးလို့ဆရာမရိုက်တော့မှာလားဆရာရိုက်တော့မှာလားဆိုပြီးတော့ထိတ်ထိတ်ချစ်ခဲ့ရတာကြီး ဆိုတော့ဒါတွေကဒလီဘွားပညာသင်ခဲ့ရတာဘယ်လောက်ပင်မန်းနေဆိုတာပေါ်လင်းစီပါနောက်တစ်ချက်ကပါလဲဆိုတော့ငါ့အကြောင်းညီမအခါကြီးရည်ကြီးမဟုတ်ဘဲနဲ့ကိစ္စတခုကြောင့်ပိတ်လိုက်ရတယ်အဲ့လိုမျိုးဆိုရင်ဒီကြားကတော့ဘန်းကအာနဲ့ဝီဝါအော်ပြီးတော့ဒါပြောကြရတယ်ပေါ့နော်ပြီးရင်ကျောင်းလွင်ခုံပေါက်အဟစ်ပြေးလာပါဒီအချက်ကိုကြည့်ချင်းရချင်ဆိုတော့ပညာသင်ကဘလို့ဒီစိတ်စဉ်ချက်ပင်မနေဆိုတာတိသားစေပါတယ်။အဲ့တော့ပြောချင်တာကပညာသင်နေဆိုတာကိုကုတ်ကိုလှုပ်အားသွင်းနေရဲဆိုတဲ့အချက်ပါပဲ စပတ်ဝင်းကျင်ကလည်းပံ့ပိုးလှုပ်အားသွင်းပေးရဲဆိုတာကဒါမိဘဆရာသမားတွေပေါ့ဒါပေမဲ့လေအဓိကကတော့ကိုယ့်ဘာသာကိုလှုပ်ရတာပါပဲဆိုတော့ဒီလူလှုပ်တဲ့ပစ္စည်းတွေမှာကျွန်တော်တို့အစောကပြောခဲ့လို့လှုပ်အားများများဝင်လေလေပစ္စည်းတန်ဖို့မြင့်လေလေပဲဆိုတော့လူဝေးမှာကောလူဝေးမှာလည်းဒီတိုင်းပါပဲပညာလှုပ်အားများများဝင်လေလေဒီလူကပို့ပြီးတော့တန်ဖိုးကြီးရတဲ့သူဖြစ်လာတာပါပဲဆိုတော့ဒီပညာရေးလောကမှာဆိုရင်လေရိုးရိုးပွဲရရီထက် ဒါမဟာဘွဲ့ရေမဟာဘွဲ့ရဲ့ဆိုရင်ဒါပါရဂူဘွဲ့ပါရဂူဘွဲ့ချင်းတူရဲဆိုရင်တော့လောက်တဲ့အတွေ့အကြုံရင်းနေသူဒါကျွမ်းဒီအများကြီးပြည့်စုံခဲ့တဲ့သူဆက်တင်ဆက်တင်ပါမယ်ဆိုတော့ဒါဒီအားလုံးကိုခြုံကြည့်မယ်ဆိုရင်လောက်အားများများဝင်လေလေအတုံးဝင်လေဖြစ်တယ်ဆိုတော့အတုံးဝင်လာတော့တန်ဖိုးမြင့်နေပေါ့ဆိုတော့ဒီနေ့ခင်မှာပညာကလောက်အားပို့ပြီးတော့ဖြစ်လာပို့ပြီးတော့လဲဒါပဒါနာကျလာတယ်ဆိုတော့ကျွန်တော် equation လေးကိုချက်ကြည့်မယ်ဆိုရင်လောက်အားကတန်ဖိုးနေကြီးရယ်ဆိုတော့ ဒါကျမလောက်အားဆိုတာကပညာနဲ့ညီရယ်ဆိုရင်ဒါကျမတင်ချာနီးတဘောရဆိုရင်ပညာကတန်ဖိုးဖြစ်လာရပေါ့အဲ့တော့ခါကျတော့အားလုံးပဲပညာလောက်အားတွေကိုမများသွင်းပြီးတော့တန်ဖိုးရှိရတဲ့သူတွေကဖြစ်လာပါစေလို့ဆုတောင်းနေပဲဒီနေ့ရဲ့ focus လေးကိုဒီညမှာရင်နိုင်ကြပါရဲ့အားလုံးနောက်ထပ်ပြီးကြရတဲ့အားလုံးကိုကျေးဇူးများကြီးတင်ပါတယ်ဆင့်